ကဘာပေါ်မှာကြောက်စရာအကောင်းဆုံးရန်သူကချစ်သူကနေမုန်းသူအဖြစ်ပြောင်းလဲသွားတဲ့ရန်သူပဲသူကရက်ဆက်လို့ရှိရင်တာမန်ကိုကိုမုန်းတဲ့သူတွေထပ်ပို့ပြီးတော့အညိုးတကြီးနဲ့ကိုဘဝကိုကျေပြတ်သွားတဲ့အထိရက်ဆက်နိုင်တယ်အဲရဂန်နိုင်ငံကဗာဂျီးနီးယားကမ်းခြေလေးမှာ2018ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့ချစ်သူများနေ့မှာဖြစ်ပျက်ခဲ့တဲ့အမှုလေးတစ်ခုအကြောင်းပဲဖြစ်ပါတယ်အဲ့ဒီချစ်သူများနေ့မှာချစ်သူရှိတဲ့ အိမ်ထောင်ရှိတဲ့အမျိုးသမီးတွေကသူတို့ချစ်ရတဲ့အမျိုးသားတွေကြောင့်အဲ့ဒီနေ့ကိုရင်ခုန်ကြည်နူးစွာနဲ့ပျော်ရွှင်စွာဖြတ်သန်းခဲ့ရပေမဲ့ Vietnamese American မလေးကတော့သူချစ်ခဲ့မှုတဲ့သူတယောက်ကြောင့်ကန်ဆိုးမိုးမောင်ကြတဲ့နေ့ဖြစ်သွားခဲ့ပါတယ်။ဒီ Vietnamese American မလေးနာမည်ကတော့ Ellie Tran လို့ခေါ်ပါတယ်။အဲ့ဒီတော့ကသူကကျမကိုကြောက်သွားအောင်လုပ်ခဲ့တယ်။ သူကငါမင်းကိုအိမ်နောက်ဖက်ကမြေကွက်လက်မှာအရှင်လက်လက်မြေမြုပ်ပစ်မယ်လို့ပြောခဲ့တယ်။အရင်အပတ်ကလည်းကျမကိုမွေရာပေါ်မှာတွန်းချပြီးတော့ကျမမလှုပ်နိုင်အောင်ကြိုးတွေနဲ့ခြိတုပ်ထားခဲ့တယ်။ပြီးတော့ကျမသမီးရဲ့ရှေ့မှာပဲကျမကိုအိမ်ရာပေါ်မှာမူးမိတ်လူမတက်ခံစားရတဲ့အထိအပြန်ပြန်အလန်လန်တွန်းလိမ့်နေခဲ့တယ်။သမီးလေးကအယမ်းကြောက်နေခဲ့တယ်။ကျမကသူ့ကိုငိုယိုပြီးတော့မလှုပ်ဖို့တောင်းပန်ခဲ့ပါတယ်။သူ့ရဲ့ဒေါသစိတ်ကတိတ်ကြောက်စရာကောင်းတယ်။ကျမသမီးကိုလည်းသူကတရားရုံးကိုလက်ချိုးပြီးတော့သူ့ပဲအုပ်ထိန် င်ခွင့်ရအောင်လုပ်ပြမယ်လို့ချိန်ချောက်ခဲ့ပါတယ်။သူကကျမကိုနာကျင်အောင်လုပ်တယ်။ဒါပေမဲ့ကျမအတွက်တက်သေးပြစရာမရှိအောင်လုပ်ထားတယ်။